ဘနိုဘိုတအုပ်မှာကောင်ရီ50ကနေယာချီပါတတ်ပါတယ်ဘနိုဘိုလမ်းစဉ်ဆိုတာတိတကိုင်းကနေတကိုင်းဖလောကနေဖလောကနေခုန်ကူတာမျိုးမဟုတ်ပါဘူးသူတို့လမ်းစဉ်မှာစုပေါင်းကောင်းဆောင်မှုပါပါတယ်အဲ့ဒါဟာဘူးပေါင်းဆောင်ရွက်တတ်မှုလို့လဲပြောနိုင်တယ်အာနာကိုခွဲပြီးယူကြမှုလို့လဲဆိုနိုင်တယ်အပြီးတော့သူတို့တကောင်းကိုတကောင်းစောင့်ရှောက်ဖေးမှမှုတွေပါဝင်ပါတယ် ဒါတွေကသူတို့မျိုးစေ့ရဲ့ရေရှည်အကျိုးဖြစ်ထွန်းအောင်ငြိမ်းချမ်းမြတ်တမှုရှိအောင်တမင်လုံနေတာမဟုတ်ပဲသူတို့ပင်ကိုကဖြစ်နေတာဖြစ်ပါလေ။တောင်းဆောင်တဲ့ဆွေရမှာမိမယောက်ျားတခြားဘယ်လိန်စိတ်ခံယူမှု꽌ပြားသူမဆိုကောင်းဆောင်လို့ရပါတယ်။အခွင့်လဲရှိရမှာဖြစ်ပါလေ။ဒါပေမဲ့ကိုချင်းစာတရားစုပေါင်းဥဆောင်မှုနဲ့ပါဝါအာနာကိုဟန်ချက်ညီစွာမျှဝေသုံးရင်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဥတီနိုင်တယ်ဆိုတာဗနိုဘိုတွေကထင်ရှားတဲ့တက်သေးတာကတခုပါဟေးဒရိဆန်လို့နန်းနိုင်ခံထားရတဲ့ဗနိုဘိုမြောက်တွေရဲ့အမှုချင်းတွေကိုဒရိဆန်ဆိုတဲ့စိတ်နဲ့မဟုတ်ပဲဒီကဘာပေါ်မှာမိတင်းနေထိုင်ကြတဲ့တက်ရှိတချို့ရဲ့အမှုချင်းကောင်းတွေဆိုတဲ့စိတ်နဲ့တင်ယူကြရမှာဖြစ်ပါတယ်